နိုင်ငံရေးဖြစ်စဉ်တွေရတာကြံ့ဖို့ကိုယုံကြည်မှရှိတဲ့ပြည်သူကလက်သီးနဲ့ဆွဲထိုးတာခံမယ်ဆိုတာနဲ့ပြန်ပြီးတော့ယုံကြည်လာစရာအကြောင်းတော့မရှိဘူးပေါ့နော်။သူကသူဘလောက်ပဲအာမခံခံဆွဲထိုးတာမကလို့သွားတွေပဲချို့အောင်ချို့အောင်ချို့ခံမယ်ပဲပြောအောင်ပြောအောင်ပေါ့နော်။နိုင်နှလုံးပတ်တဲ့ကောင်ကကျန်တဲ့နှစ်ချက်တော့သူလက်ခံလို့ရတယ်ပေါ့နော်။ကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်ဆိုတဲ့ဟာတော့လက်ခံလို့မရဘူးဆိုပြီးပြောခဲ့။ဒီကောင်လက်သီးကိုခုန်နှန်းနေပြန်ပြီ။ထောင်းတော့နန်နေပြီပေါ့။ မင်္ဂလာပါဒီနေ့ကတော့ဒါနိုဝင်ဘာ20ရက်နေ့2025ခုနှစ်ဖြစ်ပါတယ်ဒီနေ့မှာတော့ဒါနယ်လဲ့ပြီးတော့လက်သီးနဲ့အထိုးခံရတော့မယ်ခင်ကြီးအကြောင်းလေးပြောကြအောင်ပေါ့နော်တကယ်ကောင်းနေနော်ဒါပေါက်ကရမဲဆွဲတဲ့ပုံစံမျိုးတွေလောက်ကြတယ်ပေါ့နော်အဲ့တော့ဒါရွေးကောက်ပွဲမဲဆွဲစီယုံပွဲတွေမှာပေါ့နော်ပေးခဲ့တဲ့ဂရီကိုဝတ်တွေအတိုင်းအထမြောက်အောင်မဆောင်ရွက်နိုင်ရင်လက်သီးနဲ့ဆွဲထိုးလို့ရတယ်ဆိုပြီးတော့ကြန့်ခန့်ရေးပါတီဥက္ကဋ္ဌဒါခင်ကြီးကဒါပြောလိုက်တယ်ပေါ့နော်ကျွန်တော်ဖွင့်ပြောမယ်ပေါ့နော်ကျွန်တော်မျက်နှာကြီးပြပြီးဖွင့်ပြောတာပေါ့နော်မဟုတ်ရင်ဒါမင်းသားကြီးနေအောင်ပြောလို့နေအောင်ပြောတာပေါ့နော် နေအောင်ပြောသလိုဆွဲတာထိုးလိုက်တော့ဆိုပြီးတော့ခင်ရပြောခဲ့တာပေါ့နော်အဲ့ဒါကတော့မနေ့ကနိုဝင်ဘာ19ရက်နေ့ကဒါရန်ကုန်မြို့တူဝနမိုးလုံလေလုံအားကစားကွင်းမှာပြုလုပ်တဲ့ပေါ့နော်ဒါကြံ့ခိုင်ပါတီရွေးကောက်ပွဲကြီးညာစာတန်းရှင်းလင်းပွဲနဲ့မဲဆွယ်စည်းရုံးရေးပွဲမှာခင်ကအခုလိုမျိုးပြောခဲ့တာဖြစ်တယ်ပေါ့နော်အဲ့တော့သူတို့တွေကတော့ဒါနီးမျိုးစုံနဲ့မဲဆွယ်စည်းရုံးတဲ့ပုံစံမျိုးတွေလှုပ်ဆောင်နေပြီးပေါ့နော်အာသူတို့ကိုရှင်းပြိုင်အနိုင်ယူနိုင်တဲ့ပါတီတွေကိုကြတော့ဒါမျိုးစုံဒါဖြည့်ဆည်းတာမျိုးတွေလုပ်ခဲ့တယ်ဒါခေါင်းဆောင်တွေကိုဖမ်းဆီးတာတွေလုပ်ခဲ့တယ်အဲပြီးရင် သူတို့နိုင်ဖို့အတွက်ကြတော့ဒါမြေအောင်လိုင်းကစပါနော်လုံးဝသူ့ရဲ့ပို့ချုပ်တွေစစ်ပို့ချုပ်တွေကစပါနော်အရွက်ဝတ်တွေလဲပြီးတော့ပါတီတွေပို့တယ်ပြီးရင်ဒါသူတို့နိုင်ဖို့အတွက်ကိုနှီးမျိုးစုံနဲ့လှုပ်ကြတယ်ပေါ့နော်အဲ့ထက်မှဒါခင်ကြီးကလည်းအဆိုးဆုံးထဲမှာပါတာပေါ့လေနော်အုတ်ထလို့မပြောရဘူးပေါ့နော်ဒါချန်ကန်ပါတီအုတ်ထလို့မပြောရဘူးတောက်လျှောက်ပေါက်တဲ့ကြရတယ်အကုန်လိုက်လျှောက်ပြောနေရတယ်ဒီရဲ့ပိုင်းထဲမှာ ူရုပ်တံတွေတော်တော်များမြင်ရတယ်ပေါ့နော်ဟိုးဘဝေတနီခွေးပြေတော့ချီးစားတာအစားပေါ့နော်ရှေ့တန်းမှာဘလို့ဟိုဟာဖြစ်ခဲ့တော့ပေါ့ညဒါတွေကစားပြန်ပြောနေတဲ့ပုံစံမျိုးတွေတွေ့မြင်နေရတယ်ပေါ့နော်သူတို့ရဲ့ပုံရိပ်တွေကြီးပဲဒီရက်ထဲမှာပြန်ပွားအောင်လုပ်နေတယ်ပြီးရင်ဒါနုပညာရှင်တွေပေါ့နော်ဒီဟာနဲ့ပတ်သက်လို့လည်းဒါအကုန်လုံးကိုမပါမနေရမှာဖြစ်မနေဖီအားပေးပြီးတော့ပေါ့နော်သူတို့ရဲ့ဒါရွေးကောက်ပွဲကမ်ပိန်းစာရဲစာရက်နေအဲပြီးရင်ဒါစာသားတွေဒါမျိုးတွေနဲ့ဒါရွတ်ဆိုခိုင်းတာမျိုးတွေ တရုတ်ဆောင်ခိုင်းတာမျိုးတွေလည်းတောက်လျှောက်လုပ်ခဲ့တာပေါ့နော်အဲ့တော့အဲ့ထဲမှာလည်းဒါဝါရင်တရုတ်ဆောင်တအုပ်ဖြစ်ပြီးတော့ဒါကကြန့်ခိုင်ရေးပါတီအမာခံထောက်ခံသူဖြစ်တဲ့နေအောင်ကလည်းပေါ့နော်ဒီအပိုင်းထဲမှာသူကလည်းအကြီးကျယ်ပေါ်မှာပေါ့နော်အကြီးကျယ်ပေါ်မှာလည်းစီအုပ်စုဒါသူပြောလိုက်တဲ့ဟာတွေကတချို့ဟာတွေဆိုရင်ပေါ့နော်တက်တည်ဖြစ်စေတယ်သီလားအဲ့သူပြောတဲ့အထဲမှာပါကြန့်ခိုင်ရေးဘယ်ကလာလဲစစ်တပ်ကပဲလာတယ်အဲအဲ့လိုမျိုးပုံစံမျိုးတွေပြောခဲ့တဲ့ဟာတွေရှိတယ်ပေါ့နော် အဲအဲ့ကြောင့်မလို့သူကစစ်တဲ့ရဲ့ဂျေဇူးသူ့မှာရှူစရာရှိတယ်ဗောဗျာမူးရင်တော့ရှူစရာရှိတယ်စစ်တဲ့ဂျေဇူးတွေကိုထုတ်ဖော်ပြီးတော့ပြောခဲ့ပြီးတော့သူဒါကြောင့်မလို့ထောက်ခံဒါကြောင့်မလို့ချစ်ခင်လို့ဘာလို့ညာလို့ဆိုတဲ့ပုံစံမျိုးတွေနဲ့အပြတ်အသတ်ချင်းတော့လုံးဝရင်ထဲကနေလာတဲ့ခန်းစားချက်တွေကိုဖွင့်အံပြတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုခဲ့တာလေဒါတွေ့ရလိမ့်မယ်အမြင်ကက်စရာကြီးဗျာအမြင်ကက်စရာကြီးဗောနော်အဲအဲ့ရပိုင်းထဲမှာဒါကြံ့ခိုင်ပါတီမဲဆွဲပဲတစ်ခုမှာဗောနော်ဒါမဲရပြီးမှ ကိုယ့်နယ်ကိုယ့်ဒေသတွေကိုပြန်မကြည့်ရဲဒါလွတ်တော်ကိုယ်စားလှယ်တွေကိုလက်သီးနဲ့တွေ့မယ်ဆိုပြီးတော့ဒါသူကပြောခဲ့တာပေါ့နော်ရွှေချုံထမ်းဆောင်လာရဲ့လားရသွားပြီဆိုလက်မကြည့်တော့မလာတော့ဘူးလက်သီးနဲ့တွေ့မယ်ရှင်းတယ်နော်ဒါကျွန်တော်ပေါ်တင်ပြောတာအဲ့လိုပြောခဲ့တဲ့ဇကားကိုရည်ညွှန်းပြီးတော့ခင်ကြီးကခုနလိုကျွန်တော်ဒါဆွဲထိုးလိုက်ဆိုတဲ့ပုံစံမျိုးနဲ့သူကပြန်ပြောလိုက်တာဖြစ်တယ်ပေါ့နော်အဲ့တော့ခင်ကြီးကဒါပါတီမူဝါဒတွေနဲ့ဒါရက်တက်ဖွဲ့ကိုဒါအဆင့်မြင့်မယ်ဆိုတာနဲ့သွင်းကုံပို့ကုံစီကြက်ဖို့တွေပြီးရင်ကျမ်းမာရေးပညာရေးနဲ့ အလောက်ကန်ခွင်လန်းစတဲ့အချက်တွေကိုလည်းခင်ဗျားကရွေးကောက်ပွဲကျင်းပစာတမ်းမှာဒါပြောခဲ့တယ်ပေါ့နော်။ဒါပြင်အစိုးရတက်တန်းတစ်ခုအတွင်းပေါ့နော်။ဒါရဲတပ်ကတော်တစ်ခုဖွင့်ဖို့အတွက်ကိုလည်းကျင်းသေးစီမံသွားမယ်လို့ပြောသွားတယ်ပေါ့နော်။ဖွင့်လန်းဖွင့်ရမှာပါရဲတွေတေးတာတောက်လည်းဖြစ်နေ။ဒါပါပဲသူတို့ကတော့ဒါလူနေမှုစနစ်နဲ့ပတ်သက်တဲ့ဟာမျိုးတွေဒါကျမ်းမာရေးအလောက်ကန်ပညာရေးဒါနဲ့ပတ်သက်ပြီးတော့ပဲနေဆွေတာတွေစီယုံနာမျိုးတွေဒါဘသူဖြစ်ဖြစ်ဒါမျိုးပဲလုပ်မှာပေါ့နော်။ဘာလို့လဲဆိုတော့ကျွန်တော်နိုင်ငံမှာရှိတဲ့ဒါလူတို့ကလည်းဒါတွေနဲ့ပတ်သက်လို့ပဲအရန်လိုအပ်တာလေ။ အဲအားကြောင့်မလို့ဒီဥစ္စာနဲ့ပတ်သက်လို့ပဲလိုအပ်တဲ့ဟာတွေကိုပဲသူတို့ကပြောပြီးရောစီးအောင်မှာပဲပေါ့နော်စကားတွေတဲ့ဒါကွဲရင်ကွဲသွားမှာပေါ့နော်အထိပယ်တွေကတော့ဒီလိုပုံစံမျိုးတွေပဲဖြစ်နေမယ်ဒါပေမဲ့သူတို့ပြောတဲ့စကားတွေကယုံကြည်ရသလားယုံကြည်လောက်စရာရှိသလားအဲဒါတွေကိုကျွန်တော်ပြန်ပြီးတော့စဉ်းစားကြည့်အောင်ပေါ့နော်အဲ့တော့ဒါခင်ရဲ့စကားကိုနားထောင်ပြီးတော့သတိရမိတာကဒါသူနဲ့ DSA ဘိုလောက် message တူတဲ့ဒါဦးအောင်မြင့်ပေါ့နော်အောင်မြင့်အောင်မြင့်ကဒါခင်လိုပဲ DSA ဆက်ခွန်စင်းတယောက်ဖြစ်တယ်ပေါ့နော်အဲအောင်မြင့်ကဒါစစ်တပ်အတွင်း လက်အောက်ကိုစီယုံရမှာမဆိုးဘူးလို့ဆိုတဲ့အမြင်ရှိပေမဲ့ပေါ့နော်ဒါလူဒုနဲ့ပတ်သက်တဲ့ပေါ့နော်ဒါယူနီဘောင်းချုပ်ပြီးတော့သူဝင်ကြီးဖြစ်လာတဲ့အချိန်မှာလူဒုနဲ့ဆက်ဆံရေးကောင်းအောင်မတီးဆောက်နိုင်တဲ့ဟာတွေကိုလည်းတွေ့ရတယ်ပေါ့နော် တနည်းအားဖြင့်ဒါစစ်ဘုတ်ချုပ်တွေကသူတို့ကိုသူတို့အမြဲတမ်းအုပ်ချုပ်တဲ့သူအမြဲတမ်းလူကြီးဆိုတဲ့အထင်ရောက်နေတာမျိုးတွေတွေ့ရတတ်တယ်ရှိတယ်ဗောနော်အဲ့လိုအလေးထားကသူတို့မှာရှိကိုရှိတယ်ဒါကြောင့်မလို့သူတို့ရဲ့ဒါလူနေမှုစနစ်တွေမှာရောဒါသူတို့ရဲ့ဒါယုတ်တိရဗောနော်အမတ်တမဲကြည့်လိုက်ရင်မြင်တွေ့ရတဲ့အခိုက်အတန့်တွေနေမှာဒီလိုမျိုးဒါကိုကိုကိုဒါလူကြီးအုပ်ချုပ်သူလူတန်းစားအဲ့လိုပုံစံမျိုးအထင်ရောက်နေတဲ့ဟာတွေကတစ်ချက်တစ်ချက်ပေါ်လာတတ်တယ်ဗောနော်မောက်မာမှုတွေဗောဗျာအဲ့ဒါတွေကပေါ်လာတတ်တယ် ကျွန်တော်လည်းအဲ့ဒါနဲ့ပတ်သက်လို့ဒါတက်ထဲမှာနေခဲ့ရစဉ်တလျှောက်လုံးအဲ့ဒါမျိုးတလျှောက်မြင်တွေ့ကြုံခဲ့ရဘူးတယ်ပေါ့နော်အဲအဲ့လိုမျိုးသဘောတူကတော့ဗျာဒါပြောမှုဆိုတဲ့ကောင်ဖက်နဲ့ကိုပေါ့မစည်းတော့ဘူးအဲ့ကောင်ဘဲသွားသွားချေးကိုပေါ့မစုပ်ဘူးဗျာတန်ရင်မှုအဆင်ပေါ့နော်တန်ရင်မှုအဆင်ဒါဂျပန်ကြီးတို့ခေါ်တဲ့ဒီကျွန်တော်ပထမဆုံးတန်ရင်မှုလို့ပဲပြောပါတော့ကျွန်တော်စစ်သားဖြစ်တဲ့အချိန်မှာပေါ့နော်အဲအဲ့ဒါကဒါကြော်စွာဦးပေါ့နော်ကြော်စွာဦးအဲ့စစ်တွေမှာပေါ့အခုအခုစစ်တွေမှာ အဲအဲ့ကောင်ဆိုရင်ဒါ903မှာခမရ903မှာတင်ရင်မှုဖြစ်တဲ့အချိန်ကျွန်တော်တို့တက်ကိုဆက်ရောက်လို့ရှိရင်အာသူ့အိမ်မှာကျွန်တော်တို့သွားပြီးတော့ဒါသူခေါ်တဲ့အတိုင်းမှာဒါသွားရင်ပေါ့နော်ဂျုံကြိုက်တဲ့ခါကျရင်ကျွန်တော်တို့မြင်တွေ့ရရှိသူကအိမ်ကနေပြီးထားပါတော့ယူနီဖောင်းဝတ်ပြီးထွက်လာတယ်ပြီးရတဲ့ခုံပေါ်မှာထိုင်လိုက်တယ်ပြီးရင်အဲ့ဘေးနားမှာရှိတဲ့ရာရှိကိုစကားပြောပြောအာဘာဖြစ်တယ်ညာဖြစ်တယ်အဲ့လိုပုံစံမျိုးပြောနေတဲ့အချိန်မှာအဲ့မှာသူ့ရဲ့ဒါဒီလက်ဖြောင်းကဆိုတော့၎င်းပေါ့နော်ပြီးရင်ဒါ driver ဆိုတော့၎င်းအဲ့လိုဒါစစ်သားတွေကပေါ့နော်သူ့ကိုချေးကစဆွတ်ပေးရတယ် ာဘာကောင်လဲပေါ့ကျွန်တော်အဲ့မှာပထမဆုံးစမြင်ဘူးလားဟာတဲမှုတယောက်ဖြစ်သွားရင်အဲ့လိုကြီးဖြစ်သွားလားပေါ့နော်ချေးအိတော်မှာကိုယ့်ဘက်ကိုမွေးတက်တော်ဘူးလားဖနှက်တော်ကိုယ့်ဘက်ကိုမစည်းတက်တော်ဘူးလားဆိုတဲ့အမြင်တွေကျွန်တော်မှာရှိတယ်ပေါ့နော်အဲ့ဒါမျိုးတွေကျွန်တော်တို့ဒါမျက်မြင်ကြီးကိုကြုံတွေ့ခဲ့ရတာဖြစ်တယ်အဲနောက်တစ်ခုကအဲ့လိုပေါ့နော်ရှေ့တန်းလိုပါလို့နေရာတွေသွားပြီးဟေးဆိုရင်လည်းအဲ့တိုင်းပဲဒါတမမှုတွေပဲဖြစ်ဖြစ်ဒုတမမှုတွေပဲဖြစ်ဖြစ်ဒါဗျူဟာမှုတွေပဲဖြစ်ဖြစ်အဲ့လိုပုံစံမျိုးတွေတို့တားနေတယ်တို့ကလုံးဝခန့်ခန့်ကြီးပေါ့ဗျာဒီအလုပ်တွေကဒါတို့ကိုဒါ ီအောက်ရှေ့မှာရှိတဲ့စစ်သားတွေကလှုပ်ပေးရမယ်ဆိုတဲ့အထင်မျိုးသူတို့မှာရှိတယ်ဗျအဲ့လိုမျိုးမလှုပ်ပေးဘူးမလှုပ်ပေးလို့လဲပေါ့နော်ကျွန်တော်တခုပြဿနာတက်ခဲ့ဘူးလားရှိတယ်ဒါကြုံကြိုက်လို့ပြောပြတာပါသူတို့ရဲ့မောင်းမှမွေးနေပတ်သက်လို့ပေါ့နော်ဒါအခုအောင်ကျော်ပေါ့နော်ဒါဆက်က27မှာဒုတမမှုလှုပ်သွားတယ်အောင်ကျော်အဲ့လိုမျိုးသူ့ရဲ့ဒါကိုရရှိပုံစံမျိုးလှုပ်ရတဲ့အချိန်မှာပေါ့နော်ဖနက်ဖနက်ယူခိုင်းအဓိကဒီကားတွေကနေဒါသူတို့ကဒီစစ်စင်ခမ်းမာတွေမှာအဲပေါ်ဒီကိုအောက်မှာရက်ထားတဲ့ကားတွေကနေသူ့ဖက်နက်ကိုသွားယူခိုင်းတာ သူကဒီရှူးကိုချွတ်မယ်ပေါ့နော်အဲရှူးကိုချွတ်ပြီးရင်သူကညက်ဖက်နဲ့လေးနဲ့တက်တောင်တက်တာနေမယ်ဆိုတဲ့ပုံစံမျိုးနဲ့သူကကားလေးကနေကျွန်တော်ကိုဖက်နဲ့သွားယူခိုင်းပေးနှမ်းမှာအများကြီးရှိတယ်ကျွန်တော်လိုပဲပေါ့နော်ဒါ G3 တွေအဲတခြားဒါ G2 တွေပြင်တမကရရှိတယ်ပြင်ဒါကဆရာမူပေးနာလူတွေကစပါတော့အဲ့ထဲမှာအများကြီးအဲ့တော့သူကပြောင်းမင်းကအတွက်ဖက်နဲ့သွားယူစမ်း ကျွန်မယူနိုင်ယူနိုင်ငါစစ်ဖို့လောက်တာငါသူတို့ဖနက်ကင်ပြဖို့မဟုတ်ဘူးဆိုတော့စိတ်မျိုးတော့ရှိတယ်ဗျာအဲအကြောင်းလို့ကျွန်တော်အဲ့သူ့နောက်ကျောင်းမှာရှိတဲ့ brain box ကိုသွားလိုက်သူ့ကိုကြော်ပြီးသွားပြီးတော့အောက်ကသူ့ရဲ့ဒါ driver ပေါ့နော်အဲသူ့ကိုပဲဒါအဲယူလာခဲ့ပို့နော်အဲသူကအဲ့အတယောက်ကကျတော့အမြဲတမ်းမှဖားရတာအဲ့ကွာအဲ့မျိုးမယူခိုင်းရင်လည်းယူခိုင်းအကျင့်လုပ်ပေးတာအဲ့ကောင်တွေကိုလည်း အဲ့လူကြီးကိုအကျင့်သွားလုပေးတာပေါ့နော်ဟာမလုပ်ပါနဲ့ပါကျွန်တော်စီးပြီးပါဘာညာအဲ့လိုမျိုးလုပ်တဲ့ကောင်တွေအဲ့လိုကောင်တွေကလည်းတသက်ရှိတယ်အဲ့တော့ကျွန်တော်အဲ့လိုကောင်ကိုခေါ်ပေးဟေ့အောင်မင်းမင်းဘိုးတော်တွေ့မှာဖက်နဲ့ယူလာခဲ့စမ်းဆိုသူနားထဲမှာလည်းသွားပြောတာသူကြည့်နေကျွန်တော်မကြည့်တော့ဘူးပေါ့နော်အဲ့ပြီးတော့အဲ့ကောင်ကဖက်နဲ့ယူလာတယ်ယူလာပြီးတော့အပေါ်တက်လာတယ်တက်လာပြီးတော့သူကအတွင်းထဲကိုသူကမဝင်ရဘူး အခန်းပောက်ဝနေပဲကျွန်တော်လှမ်းကြည့်ပြီးတော့သူကဖက်နက်လာပြေးပါတော့အဲ့ချိန်မှာကျွန်တော်ဖက်နက်ကိုအောက်ချခိုင်းချခိုင်းကျွန်တော်အဲ့ဖက်နက်ကိုကန်သွားတာခြေတော်နဲ့ငါလက်နဲ့တော့မယူဝင်းနိုင်ဘူးခြေတော်နဲ့ကန်ပြီးပို့ပေးမယ်သူပြောခြေတော်နဲ့ကန်သွားလုံးဝကျွန်တော်ကိုမကြည့်ဘူးလုံးဝမကြည့်ဘူးသူကသူ့ရှက်ကိုခွဲရတယ်လို့သူကထင်တာအတိတ်ပဲမရှိတာဗျာကျွန်တော်ကျွန်တော်ကျွန်တော်ရဲ့စိတ်ထားပါတော့အဓိကကျွန်တော်စီမှာအဲတချို့ရဲဘော်တွေချစ်တဲ့ရဲဘော်တွေကအဲ့လိုပဲကျွန်တော်တို့ရဲ့ဒါကိုရေးကိုယ်တာလှုပ်တယ်လာလှုပ်ပြီးကြရှိအခါကျရင်ကျွန်တော်ခန်းနေလာရှင်းပြရရှိ ဲ့လိုမျိုးကြီးကြရင်ကျွန်တော်ကအဲသူတို့မဘိုးရချင်းလို့လာလို့ပြကြရချို့ကြရလေအဲအဲ့လိုမျိုးဆိုရင်နားလေတယ်အဲဆိုရင်ဒါအပေါ်ရန်ကိစ္စလောက်ပဲခိုင်းနေအဲသူတို့တပြက်စီးလေးပါလေလဲဝါအဲအဲ့လိုမျိုးလဲဝါတယ်ဟေ့ဆိုရင်တော့မှကျွန်တော်ကကျွန်တော်ဖက်နဲ့တွေထားတိုင်းအဲ့ဖက်နဲ့ကိုလက်နဲ့မကင်ခိုင်းဘူးလက်နဲ့မရွှေ့ခိုင်းဘူးဟဲ့အောင်မကင်နဲ့ခြေထောက်နဲ့ကန်ကျွန်တော်ကဒီလိုမျိုးပုံစံမျိုးဟိုပါဖြစ်ခဲ့တော့အဲ့ခုနကလိုမျိုးလူကြီးနေတွေ့တဲ့အခါကျတော့မကြိုက်ဘူးပေါ့နော်မကြိုက်တော့အဲဒါဒါဂျုံလုံးပြောပြတာပေါ့နော်ပြောပြအဓိကတော့ဒီလိုမျိုးកောင်တွေက ဒီသူတို့ကိုသူတို့မောက်မာတဲ့စိတ်တွေရှိတယ်ပြီးရင်သူတို့ကအုပ်ချုပ်တဲ့လူလန်းစားဖြစ်တယ်သူတို့ကိုအကုန်လုံးကခ ਾਇ ရနေရမယ်ဆိုတဲ့ပုံစံမျိုးတွေလည်းဖြစ်တယ်ပေါ့နော်အဲ့တော့ဒီပြန်ဆက်ရမယ်ဆိုရင်ဒါအုံမြင့်ကဒါနေလက်ပားရိုက်မယ်ဆိုတဲ့ဇာတ်ကြောင်နာမည်ကြီးခဲ့တဲ့ဒါလူချမ်းဝင်ကြီးပေါ့နော်အဲအဲ့ဒါဖြစ်ခဲ့တယ်အားလို့ရှင်းနေနော်ဘာနဲ့နေရမမှာစောက်ကူမဆိုင်ဘူးဒါလို့ဖတ်လာကျွန်တော်ဘာဘိုးရောအုံးမြဘိုးရောအုံးမြတူတူနေရကလှဲပြီးတော့ပါရရဲတယ်ဟောဆိုတော့မင်းကုန်းပြောလာတယ် ် ခြေတော်တော့ကျွန်တော်ပြောတာ2014ခုနှစ်ဇန်နဝါရီလနှောင်းပိုင်းကသတင်းသားတိုင်းဒေသကြီးကော်တောင်းမြို့နယ်ဒါပလုံတုံတုံကျေးရွာပြည်သူလူထုနဲ့တွေ့ဆုံခြင်းကလည်း၎င်းပြီးရင်ဒါမကွေးတိုင်းဒေသကြီးမကွေးမြို့နယ်တရကောက်ကျေးရွာကဒေသခံတွေနဲ့တွေ့ဆုံခြင်းတုန်းက၎င်းမွေးမြူရေးရေလုံငန်းနဲ့ကျေးလက်ဒေသဖွံ့ဖြိုးရေးပြည်ထောင်စုဝန်ကြီးဖြစ်တဲ့အုံမြင့်ကပေါ့နော်သူ့အနေနဲ့ဘယ်နိုင်ငံရေးသမားကောင်မှဂယုံဆိုင်ကြောင်းပြီးရင်ဒါဗိုလ်ချုပ်အုံမြင့်ဆိုပြီးတော့နေတကာလှည့်ပြီးတော့ပားရရဲတဲ့ကွဆိုပြီးတော့ဒါပြောခဲ့တဲ့အပြင် ိုင်ငံရေးအရာအစိုးရကိုစော်ကားလာရင်တွေ့မှာပဲဆိုပြီးတော့ပြောခဲ့တာတွေ့ရတယ်ဗောနော်သူတို့ရဲ့မောက်မာမှုတွေဗောနော်အဲသူတို့ကိုခစားနေရမယ်ဆိုတဲ့ဟာတွေသူတို့ကိုယူကျိုးနေရမယ်ဆိုတဲ့ဟာမျိုးတွေဗောနော်အဲဥစ္စာတွေကိုဒါတွေ့ခဲ့ရတယ်ဗောနော်ဒါကလည်းဒီဖြစ်စဉ်တွေကလည်းဒါလုံးဝအထင်ကြီးရှိခဲ့တဲ့ဖြစ်စဉ်တွေဗောနော်ဒီလိုမျိုးမောက်မောက်မမပြောဆိုခဲ့တဲ့ဟာတွေဗောနော်ချင်းချောက်လို့လို့ဘာလို့အဲ့လိုပုံစံမျိုးတွေပြောခဲ့တာအမှန်တော့ဒီဒီတာဝန်ပေးထားခံရပါတယ်ဆိုတဲ့သူတွေကနိုင်ငံမှာရှိတဲ့ဒါပြည်သူလူထုရဲ့ အဲဒီတောင်းဆိုမှုတွေကိုလိုက်လုပ်ပေးရမယ်ဒါသူတို့ကဝန်ထမ်းတွေဖြစ်တယ်ပေါ့နော်အဲအဲ့လိုမျိုးပုံစံမျိုးအမေစုကိုယ်တိုင်လည်းပြောခဲ့ကြရပါဘောနော်ဒီလူတွေကမောက်မာနေရမှာမဟုတ်ဒီလူတွေကတကယ်တမ်းပြောရင်ပြည်သူလူထုရဲ့အကျိုးစီးပွားအတွက်ကိုပြည်သူလူထုခိုင်းတဲ့ဟာကိုလုပ်ပေးရမယ်သူတွေလို့တော့မှဒါပြောခဲ့တာရှိတယ်တကယ်ကောင်းတဲ့စကားပေါ့နော်အခုကြာအဲ့လိုမဟုတ်ဖ ೇನೆ သူက ငါတို့ဆိုရင်ဘလို့ဆိုရဲပုံစံမျိုးတွေပေါ့နော်အဲ့ဒါမျိုးတွေတွေ့ခဲ့ရတယ်အခုလဲဒါဩမြင့်တငယ်ချင်းခင်ကြီးကဒါလက်တီနဲ့ဆွဲထိုးခံပါမယ်ဆိုပြီးတော့အာမခံလာပြန်ပြီပေါ့နော်အဲ့တော့ဩမြင့်ထက်လူရည်လေတဲ့ခင်ကြီးကဒါဂျူနီယာသူ့ရဲ့ဂျူနီယာဖြစ်တဲ့မင်းအောင်လာ ဲ့မင်းအောင်လှိုင်အာနာသိမ့်မှုအတွက်ကိုလည်းဒါသူကမြှောက်ပင့်ပေးခဲ့တဲ့ကောင်ဖြစ်တယ်။အဲအာနာသိမ့်ပြီးတဲ့အချိန်မှာလည်းသူကဒါလဝကဝန်ကြီးဖြစ်ခဲ့တယ်။အဲနောက်ပိုင်းကျန်းဖို့ဥက္ကဋ္ဌဖြစ်ခဲ့တဲ့သူပေါ့နော်။အဲလာဝကဝင်းကြီးကနေမှာကျန်းဖို့ဥက္ကရာဖြစ်ခဲ့တယ်။ဒါအခုဆိုရင် तू ကဘာဖြစ်နေလဲဆိုတော့အခုဆိုရင် तू ကဒုသမရနေရာကိုပါလုံးဝအပိုင်မှန်းထားတာ။ဒီသတင်းတွေကလည်းထွက်ခဲ့တာတော့ကြာပြီပေါ့နော်။ဒါပေမဲ့ तू ကတကယ်ကိုအဲ့လိုမျိုးကြီးအပိုင်မှန်းထားပြီးတော့ အရန်တွေကိုဒါအရန်တွေလိုက်လုပ်ပြနေတယ်မြောင်းလိုင်းအတွက်ဆိုတဲ့ပုံစံမျိုးတွေကစပါတော့မြောင်းလိုင်းကိုလည်းဒါအာနာသိမ်းဖို့နှစ်ချောင်းပေးခဲ့ရရှိတော့သူကအများကြီးကိုရုပ်ုံမှမှနဲ့လှုပ်ဆောင်ခဲ့တဲ့ဟာတွေနိုင်ငံပေါ်မှာတစ္ဆာမရှိဘဲနဲ့ကိုချိုးအတွက်ပေါ့နော်လှုပ်ခဲ့တဲ့ဟာတွေအများကြီးရှိတယ်ပေါ့နော်အခုလည်းပြည်သူ့အတင်းအမားခံပြီးတော့ထိုးခံမဲ့သဘောပြောတာပေါ့နော်အဲဥစားကြီးကဒါငါးစကားနွားရလက်လွတ်စပယ်ပြောတယ်ဆိုတာသိသာစေတယ်ဘာလို့လဲဆိုရင်ဒါခင်ကိုတိုင်ဝင်ကြီးအဖြစ်ပါဝင်ခဲ့တဲ့ကျန်းဖို့အစိုးရက ဘလောက်အကျင့်ပြက်ခဲ့တယ်လဲဆိုတာကိုကျွန်တော်ပြန်တွေးကြည့်ရင်သိသာစေတယ်ပေါ့နော်အဲ့တော့တိန့်စိန်တမရကဆင်းရကန်ဒီဒါပါမစ်တွေလက်မှတ်ထိုးခဲ့တာတဲ့ဒါညကနေပြီးတော့စထိုးတာနောက်နေ့မနေ့ထိဆိုပြီးတော့ဒါကျွန်တော်ကြားခဲ့မှုတယ်ဒါပြင်တိန့်စိန်ဥဆောင်တဲ့အရင်အစိုးရလက်ထက်မှာဒေတာဖွံ့ဖြိုးရေးကောင်းစဉ်နဲ့တုံးဆွဲခဲ့တဲ့ငွေတွေတဲကနေနိုင်ငံတော်ဘဏ္ဍာကိုပြန်လည်ပေးသွင်းဖို့ကြက်တန်း3200နီးပါးကြံနေသေးကြောင်းကိုဒါပြည်အောင်စုအစိုးရစီးရင်စစ်ချုပ်ရုံတာဝန်ရှိသူက2020မှာလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာပြောခဲ့မှုတယ်အဲ့တော့အဲ့လိုမျိုး ဒါအဆင်ဆင်ပေါ့နော်ဒါတို့အကျင့်ပြတ်ခြားစားမှုတွေဇက်တိုက်လှုပ်ဆောင်ခဲ့တဲ့သူတွေလည်းဖြစ်တယ်ပေါ့နော်အဲ့တော့လူတွေရဲ့စကားကိုဆွဲထိုးခံပါမယ်ဆိုတဲ့စကားလောက်နေပေါ့နော်ကျွန်တော်တို့ကယုံကြည်ကြအကြောင်းတော့မရှိဘူးနောက်တစ်ခုဒါကျွန်တော်တို့ဒါဥမာဒါမကွေးဝင်ကြီးချုပ်ဒါဥဖုံးမော်ရွှေပေါ့နော်အစိုးရအကူပြောင်းမှာမကွေးတိုင်းဒေသကြီးဒေသဖွံ့ဖြိုးရေးရန်ပုံငွေ9ဘီလီယံကျော်စည်ရင်းဖျောက်ခဲ့တာတွေကိုတွေ့နိုင်နေပေါ့နော်ဒါတွေကိုမြဝါထင်ထင်တွေ့ခဲ့ရတဲ့ပြည်သူက2015ရွေးကောက်ပွဲမှာဒီလောက NLD ကိုမဲပေးခဲ့တယ်ဆိုတဲ့ဟာက အဲ NLD ကိုထောက်ခံလို့လည်းပါသလိုကြန့်ခံရေးဆိုရကြန့်ခံရေးပေါ့နော်ကြန့်ဖို့ပေါ့နော်ဒီပါတီပြန်ပြီးတော့မပါဝင်လာနိုင်အောင်ဆိုတော့ရည်ရွယ်ချက်မျိုးလည်းဒါတစ်ချက်ဖြစ်တယ်ပေါ့နော်အဲ2005 2020မှာလည်းဒါ NLD ကဒီမိုကရေစီစနစ်ကိုအပြည့်ဝအပြည့်ဝနှိပါပေါ့နော်အဲလူတို့ကိုဒါထိတွေ့ခွင့်ပြုခဲ့တာကြောင့်မလို့2020မှာလည်း NLD ကိုပဲထပ်မံမဲပေးရွေးချယ်ခဲ့လို့တောင်ပြိုကမ်းပြိုထပ်ပြီးတော့အနိုင်ရခဲ့တာတွေ့ရလိမ့်မယ်ဒါက လုံးဝလက်ခံရမယ့်အရှိတရားပေါ့နော်တကယ်လည်းဟုတ်တယ်အဲ့ကာလအတော်တွင်းမှာကြုံခဲ့ရဘူးတဲ့သူတွေပေါ့နော်ဒီမိုကရေစီရဲ့အရာစာကိုဒါပြည်ပြည်ဝဝပေါ့ဒါပြည်ပြည်ဝဝတော့မဟုတ်သေးဘူးဒီမိုကရေစီဆိုတာဒီလိုပါလားဆိုပြီးတော့စတင်ပြီးတော့ညှိဆန်းခွင့်ရခဲ့တာပေါ့နော်အဲ့အဲ့အကြောင်းကိုလည်းဒါဒီကြောင်းနေတဲ့နိုင်ငံရေးပတ်သက်လို့ဒါရင်းနှီးတဲ့မိတ်ဆွေတွေပါညာပြောကြတဲ့ခါတိုင်းမှာဒါကအမြဲတမ်းမပါမဖြစ်အကြောင်းအရာတစ်ခုဖြစ်တယ်ပေါ့နော်။အဲ့အရာသာကိုတိထားတဲ့လူတို့ကအများကြီးဖြစ်သွားခဲ့တယ်အများကြီးရှိလာခဲ့တယ်။ဒါကြောင့်မလို့လေဒီအရာသာကိုထပ်ပြီးတော့ ဒါလိုချင်တဲ့အတွက်ပေါ့နော်ဒါလိုလားတဲ့အတွက်ဒါကငါတို့လူတို့အတွက်အရန်ကောင်းမွန်တဲ့အချက်တွေဖြစ်တဲ့အတွက်ဒီလိုမျိုးပဲထပ်ပြီးတော့ပေးနိုင်မဲ့ NLD ပါတီကိုဒါမဲပေးခဲ့တာပေါ့နော်အဲ့တော့တောင်ပြိုကမ်းပြိုနိုင်ခဲ့တယ်ပေါ့နော်အဲ့တော့ကဆိုရင်ဒါမြောက်နိုင်ငံကျွန်တော်တို့ဒါရှေ့တန်းမှာရှိတဲ့တက်တွေပေါ့နော်သူကအပိုင်ထွက်ထားတာဗျပိုင်ထွက်ထားပြီးတော့အရှေ့တန်းမှာစစ်စင်ရေးထွက်နေပါလေဆိုတော့တက်တီကိုတော့မှသူကနောက်တန်းကိုမရမကဆွဲခေါ်ပြီးတော့ဗောနော်ဒါမဲပေးခိုင်းတဲ့ပုံစံမျိုးတွေလုပ်ခဲ့တယ် အဲအဓိကပေါ့နော်ဒီရွေးကောက်ပွဲနဲ့ပတ်သက်လို့သူလုံးဝနိုင်ရမယ်ဆိုပြီးညှို့မှန်းထားတဲ့အနေထားဒါပေမဲ့အဲ့အနေနဲ့ပတ်သက်လို့ဒီ viewer မှုတွေကတိတယ်အဲ့တုန်းကကျွန်တော်တို့ ਨੇ အတူတူရှိခဲ့ဘူးတဲ့ viewer မှုတွေကတိကြမဖြစ်နိုင်ဘူးနော်အဲဒီလားအဲ့လိုမျိုးပေါ့အာဘိုးတော်ကတော့ဒီလိုမျိုးပုံစံမျိုးတွေလုပ်နေပြီဒါပေမဲ့လည်းပေါ့နော်သူညှို့မှန်းထားတဲ့လောက်ရလက်မထွက်ဘူးဆိုရင်ဒါအခြေအနေမကောင်းဘူးနော်အဲ့လိုပုံစံမျိုးပြောခဲ့ကြရတဲ့ viewer မှုတွေလည်းရှိတယ်ပေါ့နော်အဲ့တော့နိုင်ငံရေးဖြစ်စဉ်တွေရတာကြံ့ဖို့ကိုယုံကြည်မှုရှိတဲ့ပြည်သူက လက်သီးနဲ့ဆွဲထိုးတာခံမယ်ဆိုတာနဲ့ပြန်ပြီးတော့ယုံကြည်လာစရာအကြောင်းတော့မရှိဘူးပေါ့နော်။သူကသူဘလောက်ပဲအာမခံခံဆွဲထိုးတာမကလို့သွားတွေပဲချို့အောင်ချို့အောင်ချို့ခံမယ်ပဲပြောအောင်ပြောအောင်ပေါ့နော်။လူတို့ကတော့ဒါရှိမှဒီလိုမျိုးဖြစ်စဉ်တွေလောက်ခဲ့တာတွေသိထားပြီးသားဖြစ်တဲ့အတွက်ယုံကြည်နိုင်စရာတော့မရှိဘူး။ဒါပေမဲ့လည်းအဲ့ဒါကိုနားလည်ထားတဲ့စစ်ကောင်စီကနှီးမျိုးစုံနဲ့ရွေးကောက်ပွဲမှာမဲပေးဖို့အတွက်ကိုအတင်းအရမပုံစံမျိုးတွေလှုပ်ဆောင်နေတာတွေတွေ့ရလိမ့်မယ်။မနိုင်နိုင်အောင်ရှားသမျှနီလန်ရှိသမျှနီလန်အကုန်သုံးပြီးတော့ ဒီသူတို့နိုင်မှုအတွက်ကိုစူးစမ်းနေတာတွေတွေ့ရလိမ့်မယ်အဲ့တော့ဇီဒီဘန်းမောက်ပြောပါတော့စစ်ဘုတ်ချုပ်တွေနဲ့တာသမီတွေအမျက်ထုတ်ကြအောင်မဲ့ဒီကြံ့ခိုင်ရေးအစိုးရကိုထပ်ပြီးတော့လှူလာစရာတော့မရှိဘူးအထူးသဖြင့်အာဏာသိမ်းဖို့မြှောက်ပွင့်ပေးခဲ့တဲ့ဒီကြံ့ဖို့ဥက္ကဋ္ဌခင်ရဲ့စကားကိုလုံးဝအယုံကြည်ရှိစရာအကြောင်းမရှိဘူးပေါ့နော်အဲ့တော့ရွေးကောက်ပွဲပြီးလို့ဒါပြိုင်ဘက်တွေကိုဒါချိုးတုပ်ရိုက်သလိုမျိုးပြိုင်ပြီးနိုင်လာခဲ့တယ်ဆိုရင်တော့မှပဲကြံ့ဖို့ဟာဂရီကိုဝစ်တွေကိုတီးဖို့မယုံကြည်ရတာကြောင့်မလို့ ခင်ကြီးဟာနယ်လှည့်ပြီးတော့ဆွဲထိုးခံရတဲ့သူတယောက်ဖြစ်လာနိုင်တယ်ဆိုတာလည်းပြောချင်တယ်ပေါ့နော်။အဲဒါကြတော့ဒီဥစ္စာနဲ့ပတ်သက်လို့ဒါဒီကြန့်ခိုင်ကြီးဒီရက်ထဲမှာဒါတွေ့ရတဲ့ထူးခြားတဲ့ဟာတွေဆိုရင်ဥပ္ပောတောင်းနေဖြစ်တဲ့ဟာတွေကခုနနေအောင်ပေါ့နော်။ဒါတယောက်ဆောင်နေအောင်ပြောတဲ့စကားတွေပြန်အဲ့နေအောင်ပြောတဲ့စကားကိုပဲပေါ့နော်။ဒါနိုင်နှလုံးပတ်တဲ့ဒါမင်းဟုတ်ဆိုလား။မင်းဟုတ်ဆိုဆိုတဲ့ကောင်ပေါ့နော်။အဲကြာကူလေးအဲ့ကောင် အဲ့ကောင်ကလည်းဒါမထောက်ခံဘူးဆိုတဲ့ကြောင်းဟာသူတို့ချင်းချင်းကိုဒါအမြင်မတူတာတွေဖြစ်နေအဲ့လိုမျိုးပုံစံမျိုးပေါ့နော်အဲနေတကယ်တော့အတူတူပဲအဲ့ဒါအဲ့ကောင်နေအတူတူပဲဘလောက်ပဲဘလို့ပဲပြောပြောပေါ့နော်အဲသူတို့ပြောသမျှစကားတွေကိုယုံကြည်ရှိစရာတော့အကြောင်းမရှိဘူးဘာလို့လဲဆိုတော့နေအောင်ကလည်းဒါစစ်တဲ့ဂျေစုဆက်မယ်ဆိုပြီးတော့ပြောခဲ့တဲ့ဟာတွေစစ်တဲ့ဂျေစုသူ့ပေါ်မှာရှိတဲ့ဘွဲနှစ်ဘွဲရအောင်ယူခဲ့တာပါဘာညာဆိုပြီးတော့အဲ့လိုမျိုးစွ့ကျိတ်မိတ်ပြီးတော့ထောက်ခံမယ်ဆိုတဲ့ကောင်ကလည်းတကယ်တော့စစ်အစိုးရလက်ထက်ပေါ့နော်ဒီစစ်အစိုးရအဆက်ဆက်မှာ ဒီပါမစ်တွေတောက်လျှောက်ရခဲ့လို့သာဖြစ်တယ်စစ်တပ်ကြီးကျွန်တော်မှရှိတယ်လေကျောစစ်တပ်ကိုပြောတာနော်ကုန်းလို့ပေးတာပြာတီကုန်ပေးတာဒီစစ်တပ်ကဒင်းရုပ်စစ်တင်းချမ်းကနေပြီးတော့မှကျွေးတဲ့ပေးတဲ့ပတ်စံနဲ့ BSC MSC နှစ်ဘွယ်ရအောင်လုပ်ခဲ့ရတာဒီစစ်တပ်ကျေးဇူးကျော်မျိုးလို့ရမှာလားအဲအဲအကြောင်းမလို့ဒါအရန်နေကောင်းတယ်ကောင်းတယ်ကြီးပဲအော်ပြနေအောင်ပါနော်အဲတကယ်ကြီးတော့ရှိရတယ်ပါနော် အရင်ဆုံးသူပြောတာပါလေအဲမှားမှားမှန်မှန်ငါနိုင်ငံအဲဆိုးဆိုးမဆိုးဆိုးငါလူမျိုးအဲကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်အဲအဲ့လိုမျိုးပြောခဲ့တဲ့ဟာအဲ့ဟာကိုခုနနိုင်နှလုံးပတ်တဲ့ကောင်ကကျန်တဲ့နှစ်ချက်တော့သူလက်ခံလို့ရတယ်ပေါ့နော်ကောင်းကောင်းမကောင်းကောင်းငါကောင်းဆောင်ဆိုတဲ့ဟာတော့လက်ခံလို့မရဘူးဆိုပြီးပြောခဲ့ဒီကောင်လက်တီးခုန်နှန်းနေပြန်ပြီထောင်းတော့နန်နေပြီပေါ့ငါပြီကြော်လေးစားရအောင်မထင်နဲ့ပေါ့နော်အဲ့လိုမျိုးဟာကိုမထောက်ခံဘူးလို့ပြောခဲ့တဲ့ဒါမင်းအောင်ဆိုဆိုတာကလည်း GE တက်မှုကတော့တယောက် က စုပုံစာပေးထားလို့ဒီဇက်ကားတွေရိုက်ခဲ့ရတဲ့ကောင်ဖြစ်တယ်။အဲ NLD ကိုတိုက်ခိုက်တယ်ဆိုတာကလည်းဟိုဘက်ရက်ကော့ကပေးစာကန်းစာတွေကြောင့်မလို့တိုက်ခိုက်နေတဲ့ကောင်ဖြစ်တယ်ဆိုတာလည်းပြောချင်တယ်ပေါ့နော်။အဲ့တော့ပြောရရင်ဒါခင်ဆိုတဲ့ဟာကလည်းအဲသူပြောတဲ့ဇက်ကားတွေကခုနလိုမျိုးပေါ့နော်။သူ့ကိုသာဆွဲထိုးလိုက်ပါတော့လို့အဲအဲ့လိုမျိုးပြောရဲဆိုရဲဟာကလုံးဝယုံကြည်နိုင်စရာမရှိဘူး။ဘာကြောင့်လဲဆိုတော့သူကိုနှိုက်ကိုကအကျင့်တရားကောင်းတဲ့ကောင်မဟုတ်ဘူး။ပြီးတော့ဒါမင်းအွန်လိုင်းအခုလိုမျိုးအာနာသိမ်းမှုအတွက်မြောက်ပင့်ပေးခဲ့တဲ့ကောင်ဖြစ်တယ်။ ပြီးတော့သူတို့ကိုယ်တိုင်ကဒါအချင်းပြတ်ခြားဆားမှုတွေကိုပေါ်အောင်မဆိုးလို့ပေါ့နော်ဒီအာနာကိုဇက်တိုက်ရယူထားနိုင်မှုစူးစမ်းခဲ့တဲ့ကောင်တွေဖြစ်တယ်အဲပြီးတော့ကြာတော့သူ့ရဲ့ရပိုင်ခွင့်အတွက်ဒုတိယသမ္မတနေရာမျိုးကိုတော့မှအပိုင်မှန်းထားတဲ့ကောင်မျိုးဖြစ်တဲ့အတွက်ပေါ့နော်မြင်အောင်ပါတယ်ဒီကောင်တွေရဲ့ဒါဂရီကိုတွေဆိုတာကဘယ်တော့မှမတီးတဲ့အတွက်ပေါ့နော်နည်းလဲပြီးတော့ဆွဲထိုးခံရမယ့်ကောင်တယောက်ဖြစ်လာလိမ့်ဦးမယ်လို့ပဲယူဆပြီးပါတယ်ဗျအားလုံးပဲကျေးဇူးတင်ပါတယ်